language school ကနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်ဒီတခြားရဲ့ channel လေးမှာ EPS တင်ရိုးတင်ရဲ့ meaning တွေရယ်မွန်တော့ချောင်းကိုအခန်းလေးတွေရယ်ကိုအားလုံးကိုအခမဲ့လေ့လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကိုအရင်ဆုံး subscribe လုပ်သွားဖို့မမေ့နဲ့နော်ကြည့်ဒီ video လေးကတော့ ချက်ကအခန်း23ဦးချင်းကူဆိုတဲ့ခေါင်းစဉ်အောက်ကမွန်နွားချောင်းပိုလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့တခါတည်းဆ ਾਇ ရသွားအောင်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားတော့ဒီချင်မေးတဲ့မေးခွန်းလေးကိုလည်း comment မှာလာပြီးတော့ဖြေသွားကြအောင်နော်ကြည့်ထားဆိုရင်ဒီအခန်း23ရဲ့မေးခွန်းလေးကဘာဖြစ်မလဲအရင်ကြည့်ကြရအောင်အခန်း23ရဲ့မေကွန်လေးကတော့ဦးချဲကူကဦးဖြောင်းမှုဆော့ဘစ်စ်ဝဲမူဝဆဟတ်ဆူ있어요တဲ့အဲ့တော့ဆားတိုင်းမှာ ဒီစာလိုက်စာပို့ခြင်းပေါ့เนาะပစ္စည်းပို့ခြင်းစာပို့ခြင်း service အပြင်တဲ့နောက်ထပ်ဘာကိုလုံးနိုင်ပါသလဲတဲ့တင်ကန်းစာလေးစာလိုက်ကြရအောင်စာအုပ်နဲ့လိုက်ကြည့်မဲ့လူတွေကစာမျက်နှာ289မှာလိုက်ပြီးတော့ကြည့်မယ်เนาะဟန်ကူကဦးချေကူ service ဟန်ကူကကိုရီးယားရဲ့ဦးချေကူ service အဲ့တော့ service service ပေါ့နော် service ရဲ့ဝန်ဆောင်မှုကိုကြည့်ကြည့်ရအောင်။ဦးချက်ကကနော်ဦးချက်က service ကတော့ဓာတ်ရင်း service မယ်ကဲ။တခြားလူစီကိုဖြောင်းချင်းတာမွန်ဆော့ဒါစာကိုပြောတာပါနော်။စာရီ service စာတန်းနေဒါမှမဟုတ် support support ကလည်းလို့ပါဆယ်တွေအစားရှိတဲ့ဖြင့်နဲ့ဖုန်းနဲ့တဲ့ တဲ့အချိန်မှာအီယုံဟာနဲ့အတုံးပြူတဲ့ခိုးရှိမိတာနေရာဖြစ်ပါတယ်တဲ့ဝဲကုခဲဝဲကုဆိုတော့နိုင်ငံသားကိုမူကွန်းလုံးဖုန်နဲ့တင်နဲ့ပစ္စည်းပို့တဲ့အချိန်မှာတော့ခုကျင်းထကပ်ပူဖြောင်းဆော်ဗစ်စ်အဲ့တော့ကြတော့ခုကျင်းဆိုတာကျတော့အပြည့်ပြည့်ဆိုင်ရာကိုပြောတာပါထကပ်ဆိုတာကအမြန်ပေါ့နော်ပူဖြောင်းဆော်ဗစ်စ်အဲ့တော့အပြည့်ပြည့်ဆိုင်ရာအမြန်ချောပို့ဆော်ဗစ်စ်ဖြစ်တယ်တဲ့ EMS သူတို့အင်္ဂလိပ်လိုအတူ ွားဆိုရင် EMS လို့ခေါ်ပါတယ် Express Mail Service ပေါ့အဲ့ဒါပေါ့တဲ့အီယုံဟာမျိုးအတုံးပြုရင်ဖြောင်းမီဟာမီတာတလောင်းတတာဖြစ်တယ်ပြီးရင်လွယ်လွယ်ကူကူတောင်းလို့ရတယ်ပေါ့နော် EMS ရောတဲ့ EMS နဲ့ဦးဖြောင်းမှုလို့ဖုန်နဲ့မြောင်းပစ္စည်းပို့မယ်ဆိုရင်ပါးလို့ကိုမြန် 빠르고 면세 비로 안정하게 농촌과 뼈제난 PC에 뼈샤무시베네요. 농촌촌에 받는 사람에게 받는 사람에게 이렇게 매루시고 전달할 수 있으면 전달하다가 제가 레슨을 비라 이러자로 삐보 나이 말에 삐보 나이 비로 온라인에서 제가 온라인 안에 비로 실시간으로 실시간 라이브 에이놈아에 ပြောဖို့ရနော်အဲ့တော့ဖဲနေရမှာရောက်နေပြီဆဲတို့အရှိခမ်းမှာအရှိခမ်းမှာဆိုနည်းနည်းလေးတော့ကြာသွားတယ်ဥမ်းရှိဖဲတာအစားတော့ပို့တဲ့အချိန်မှာလည်းအဲ့လိုပဲကိုကိုရဲ့အစားတော့ကဖဲနေအောင်ရောက်နေပြီအဲချက်ပြုတ်နေပြီလားဒါမှမဟုတ်ရင်ဟိုလာပို့တဲ့လူကယူနေပြီလားပေါ့လာပို့နေပြီလားဘယ်တိုင်းရောက်နေပြီလဲဒါမျိုးကြည့်လို့ရတယ်လို့မျိုးအခုဒီမှာအော်ပို့တဲ့အချိန်မှာပြည်စည်းပို့တဲ့အချိန်မှာလည်းသူတို့ကဗာလဲ ကိုပစ္စည်းရထားပါတော့လေစိတ်ကိုရောက်နေပြီလားဘယ်ကိုရောက်နေပြီလဲဘယ်အဆင့်ကိုရောက်နေပြီလဲအဲ့ဒါမျိုးတွေကိုရှင်းရှင်းကန်တို့ live အနေနဲ့ဘဲသားဆန်းဝန်အဲ့တော့ပို့ဆောင်တဲ့အခြေအနေတွေကိုချိုးဝဲဟားစုဤစောချိုးစမီတာရှောက်ဖွေနိုင်တယ်ချီရှုနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ချိုးစမီတာကောင်းပါလေ EMS နာခုကျဲဆုပ်ဖို့အဲ့တော့ EMS ဒီ APP ဆိုင်ရာအမြန်ချော့ဖို့ဒါမှမဟုတ်ရင်ခုကျဲဆုပ်ဖို့ APP ဆိုင်ရာအရိုးရိုးပို့ စ်ပေါ့နော်ဟန်ကုံဖြောင်းဆိုတာလေရင်နဲ့ပို့တာဆုံးဖြောင်းဆိုတာအချက်တော့အသင်းမောင်းနဲ့ပို့တာ အဲ့ဒါတွေကလေဖြုံးချီစာချက်စာအုပ်အုတ်ကအဝတ်အစားဟွာချမ်ဖုန်အလောက်ကောင်ပစ္စည်းသင်လို့ဖုန်နဲ့ဆိုအစ်ချင်မအစားရှိတဲ့ဖြင့်ပို့လို့ရပေမဲ့တဲ့အုံးရှိအစားအတော့တွေရဆေးဝါးတွေဖြုံးကင်ပတ်ဆက်ပန်းဆိုင်ကိုတော့လေဖုန်းနဲ့ဆူအော့ပစမီတာမပို့နိုင်ပါဘူးလေပို့လို့မရပါဘူးဝန်လွန်တေချာပေါ့ဘာလည်းမရအောင်လဲဆိုတော့ထုံးရှိမိုးစာကထုံးမှု ရိဆန်နေရဲ့ရှစ်မှုဆိုတာကြတော့ share တော့အပင်လေးကိုပြောအဲ့တော့ကြတော့သရိဆန်နေအပင်လေးပြီးရင်အင်းဝါဆောင်မှုကြီးမီးလောင်လွဲပစ္စည်းတွေဖုတ်ဖတ်မှုပေါက်ကွဲလည်တဲ့ပစ္စည်းတွေသင်္ကန်းနဲ့အစာရှိတဲ့ပြင်ဘုန်းနဲ့ဆို option မိတာမပုတ်နိုင်ပါဘူးတဲ့ပို့လို့မရပါဘူးပေါ့ကပင်းခုနဲ့အဖော်ပြပောက်ပို့ပြီးတော့ share တော့ပြွင်းပို့တဲ့ဟာကိုကြည့်မယ်ပြွင်းပေါ့ခုနဲ့ဆော့တဲ့ပြွင်းမှာဆိုရင်ချွန်ယိုဟန်မွန်ဆော်နာချွန်ယိုဟန်မွန်ဆော်အရေးကြီးရဲ့ဆားရွက်စာလန်းနေဒါမှမဟုတ်ရင်ခူ ိုတာတန်ဖိုးကြီးတာဟုတ်လားတန်ဖိုးကြီးရဲ့ပစ္စည်းတွေကိုတဲ့ဖိုးနဲ့တဲ့ပို့တဲ့အချိန်မှာတော့စူးလျောင်းဟွာကင်း service စူးလျောင်းဟာတာဆိုတော့ချက်လက်ခံလာလက်ခံပြီးပါပြီဆိုတော့ service မျိုးကိုချိန်ကုန်ဟာနဲ့ပေးနေရတဲ့ဒင်ကီရိုးဖိုးနဲ့မြောက်မှပုံတင်ပြီးတော့ပို့တဲ့အရာပါဖို့သားအန်ချောင်းဟာမိတာပို့ပြီးတော့ရိုးရိုးပို့တာထက်ပို့ပြီးတော့အန်ချောင်းဟာမိတာလုံခြုံပါတယ်ပြောချင်တာစိတ်ချရတယ်ပေါ့။ဥဖြောင်းမှုတွေထုံကြီးတွေဖို့နေမြောက် အဲ့တော့ဒီ PC ကိုကိုပို့မဲ့ PC ကိုဒင်းကြီးလိုပုံနဲ့မြောက်မှတ်ပုံတင်ပြီးတော့ပို့လိုက်မယ်ဆိုရင်တဲ့ဘာနင်းစားရမ်းမီလက်ခံတဲ့လူကဆူမြောက်ဟုတ်လက်ခံပြီးသွားတဲ့အချိန်မှာဆောမြောင်းဟားခဲ့တယ်ရောဆောမြောင်းဟာတာလက်မှတ်ထိုးတယ်လက်မှတ်ထိုးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ဒေါ်ရောအီပီတဲမွန်းနဲ့ဖုန်နဲ့စားရမ်းမီပို့လိုက်တဲ့လူကဆူမြောင်းစာရှိလို့ခေါင်းကင်းထားဆူရီစမီတာသူအော်တစ်ဖက်ကလူလက်ခံလိုက်လားလက်မခံလိုက်လားဆိုတာကိုအာဘယ်လိုပြောမလဲ စစ်ဆေးနိုင်နေပေါ့နော်အဲ့တော့မဖြစ်မနေလူနဲ့တွေ့ပြီးတော့ဒီလူလက်ထဲကိုအရောက်ထည့်ပြီးမှပစ္စည်းလက်ခံပါတယ်ဆိုတော့လက်မှတ်ကိုပြန်ပြီးတော့အာတို့ဒီစာရွက်လေးမှာပြန်ပြီးလက်မှတ်ထိုးရတယ်ပေါ့နော်အဲ့လိုမျိုးတဲ့တရားပေါက်ထည့်ပြီးတယ်တဲ့အဲ့တော့ဒီဟာလေးကထပ်ပြီးတော့ဘ ഹു တုတ္တပေါ့အရေးကြီးရအောင်ဆုံးတစ်ကြောင်းလေးအောင်ဆုံးတစ်ပိုက်လေးကြည့်ကြည့်အောင်ဟမ်ဖြောင်းတစ်ဖက်မှာတဲ့ဟန်ကူကဲဦးချဲကူနန်ကိုရီးယားမှာရှိတဲ့စားတိုက်တွေကဦးဖြောင်းမှုဆော့ဖစ်စွဲအဲ့တော့ဒီပစ္စည်းပို့တဲ့ service ဝန်ဆောင်မှုအပြင်ကိုတဲ့ where is ဆိုတာအပြင်ကိုခန်းတမ်းဟန်ရိုးရှင်းနဲ့လွဲကူတယ် online service တို့ချေကုန်ဟာမိတာဘန်ကိစ္စနဲ့ပတ်သက်တဲ့ဘန်ဝန်ဆောင်မှုကိုလည်းပေးနေပါတယ်တဲ့ဦးချေကူပဲဆိုတော့ဒီစားတိုင်းမှာလည်းပဲ online ကခါချီဘန်မှာလိုမျိုးပဲတဲ့ casual ခဲစောတာကောနာခဲကြွားဆိုချင်တော့ဘန်အကောင့်ပလားဘန်အကောင့်ကိုခဲစောတာကောနာဖွင့်လစ်တာဖြစ်ဖြစ်ဘိုးဟုံးမီနာဘိုးဟုံးအာမခံနေဒါမှမဟုတ်လေချော့ကွန်းပတ်ဆက်ဆူတာပေါ့နော်အဲ့ဒါတွေကိုခိုင်းဖတ်ဆူကိုအတင်းဝင်နိုင်တဲ့အဖွဲဝင်နိုင်တဲ့အဲ့တော့ဒီအရာတွေကိုပြောချင်တာကအာမခံအတင်းဝင်တာတို့ပတ်ဆက်ဆူတဲ့ငွေစုစာကိုပြုလုပ်တာတို့ဒါတွေကိုလုံနိုင်ပြီးတော့တဲ့ခုံကွာခုံ နာကူဟာဆူဒိုအစ်စမီတာအဲ့တော့ခုံးခွားကုန်းဆိုတာပါလဲဆိုအလွယ်ပြောမယ်ဆိုရင်တော့အခွန်တွေကိုပြောပါပေါ့နော်ဘလို့ရလဲဆိုရင်ခဲတော့အခွန်ဆိုတဲ့အဲမီတာကဆောင်းတာတို့ပြီးရင်တခုခုခုနလိုမျိုးအော်အမကန်ကြီးပေးသွင်းတာတို့အစိုးရကိုပေးသွင်းရမယ့်အရာတွေနာကူဟာတာဆိုတာလဲအဲ့ဒါပဲအခကျင်းငွေဆောင်းတာကိုတုံးတာမဟုတ်ပဲနဲ့ပေးသွင်းရတဲ့ငွေတွေပေါ့နော်ပေးသွင်းမှုတွေကိုလည်းပဲတဲ့ဟာဆူအစ်စမီတာလုံနိုင်ပါတယ်တဲ့ ဟုတ်ပြီဒါဆိုရင်ဒီ channel ကဟိုကိုရီးယားရောက်သွားရင်ကို့မြန်မာနိုင်ငံကမိသားစုရှိဖို့ပေါ့နော်လက်ဆောင်ပစ္စည်းပို့တာဖြစ်ဖြစ်ဒါမှမဟုတ်ရင်မြန်မာနိုင်ငံနေပြီးတော့ကို့ရှိကိုပြန်ပြီးတော့လိုအပ်တဲ့ပစ္စည်းပို့တာဖြစ်ဖြစ်ဒီ EMS နဲ့အသုံးပြုလို့ရပါတယ်ဈေးလည်းချိုတယ်အခုကတော့အပြင်မှာပေါ့နော်တခြားကိုပိုင်အဲ့လိုမျိုးကာကိုဆိုပြီးတော့အများကြီးတော့ ရှိပေမဲ့အော်ဘယ်လိုပြောမလဲဆာရွက်ဆာတန်းပေါ့အဓိကဆာရွက်ဆာတန်းပေါ့နော်ဆာရွက်ဆာတန်းတို့ဘာလို့ဆိုရင်ကြတော့အိမ်အောင်စုဇရာပို့တာတို့ကိုကြံခဲ့လို့မလို့တခုခုအရေးကြီးရဆာရွက်ဆာတန်းပို့ပေးတာမျိုးဆိုရင်ကြတော့ဒီ EMS နဲ့အသုံးပြုလို့ရတယ်လို့မှတ်ထားပါပေါ့နော်ပြီးရင်ဟိုမှာကတော့ဥထဲကူကစားလိုက်ကဘယ်သူ့နယ်မြေသူ့ရက်ွက်နဲ့သူလေအများကြီးရှိရဲဆိုတော့အရင်လေအာ ွားပြီးတော့ဒီစားပိုက်ကိုအသုံးပြုတာလည်းအရင်မခက်ခဲဘူးပြီးရင်အရင်လည်းအသုံးဝင်တယ်ဈေးလည်းထိုးတယ်ပြီးရင်မြန်လည်းမြန်တယ်ခုနလိုအဓိကတော့စိတ်ချရတာပေါ့နော်အဲစားရစားတယ်ပို့တာမျိုးပါမျိုးဆိုရင်ဟိုအပြင်ကတသက် service နဲ့ပို့တာတဲ့ဒီလိုမျိုးလေးဟိုနိုင်ငံသူတို့နိုင်ငံကလုပ်ပေးထားတဲ့ဒီဦးချဲကူကနေပြီးတော့သွားပြီးတော့ပို့တာကပို့ပြီးတော့အဆင်ပြေပါတယ် ကဲဒါဆိုရင်ဒီသင်ခန်းစာလေးဒီဗီဒီယိုလေးကရတော့ဘုန်းတို့အတွက်အများကြီးအထောက်အကူဖြစ်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်ဒီ channel အတူတူနောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်သင်ခန်းစာအစ်တတွေနဲ့ပြန်တွေ့ကြအောင်မယ်နော်ကြော်တော့ဘုန်းအညာ